တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုနားဆင်ရမှာကတော့စိုင်းရေးဆရာ မောင်ကျော်သားပကူးရဲ့အိမ်မက်သေးကမွေတကောင်ဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ် ညနေခင်းဟာပဇွန်စီယောင်တိမ်တွေကိုရင်မာပိုက်ရင်အိတ်ငိုက်နေပြီဖြစ်သည်ဒီလိုညနေတွေဟာတချို့လူတွေကိုပျော်ရွှင်စေပြီးတချို့လူတွေကို လွမ်းမောစေပြန်သည်တိမ်လင်းအောင်ကြောင့်မျက်တွေရှင်းထားသောသူမချမ်းကအယောင်တွေဖြင့်လှပနေသည် ပရင်းမောက်ကနေတိမ်တွေစီကိုငေးကြည့်ရင်း secret တလေးကိုသူမရှိုက်ဖွာနေမိသည် ထိုအချိန်မှာပဲလက်ကဝက်လောက်ရှိသောမွေးတကောင်ဟာ မြတ်တွေရှင်းထားသည့်တဲမြေပေါ်မှာဖြည်းဖြည်းချင်းတွားသွားကာအင်ချေရင်တရက်ပင်အိုကြီးတစ်ခု၏အမြင့်ကြားတဲ့ဝင်းရောက်ပျောက်ကွယ်သွားသည်ဒီအိမ်ကိုဝယ်ပြီးမှဒီအိမ်မှာမွေးတိုက်ရှိသည်ဟု လူတွေပြောသံကြားနေရပေမဲ့အိမ်ကဝယ်ပြီးသွားပြီဖြစ်ပါသည်သို့တော်လည်းသူမကမွေတွေကို ကြောက်တတ်သူ မဟုတ်တော့ပါသူမဘဝမှာမွေမျိုးစုံနှင့်ကြုံခဲ့ဘူးသူဖြစ်သည် သူမလူလားမြောက်သည့်အရွယ်မှာပဲ မွေတွေပေါ်သည့်အင်တော်ကြီးထဲမှာရွှေတွေတူးကြရင်မွေကပ်၍အဖေသေးသည်အင်ဘတ်တွေမိုးအင်ဘတ်တွေကာထားသည့်တဲပေါင်း150ကျော်ရှိသောအင်တော်ကြီးထဲမှာညဘက်ဆိုအေးဆက်နေပြီးနေ့ဘက်ဆိုပူလောင်နေလိုက်တာဒီတော်ကြီးထဲမှာခြင်တွေကလည်းလူတွေစီကသွေးကိုစုပ်ယူဖို့အမြဲချောင်းနေခဲ့သည်သွေးစုပ်တာကအရေးမကြီးပေမဲ့၎င်းတို့ခန္ဓာကိုယ်မှာတည်ဆောင်လာသည့် Plasmodium falciparum နဲ့ Plasmodium virus တွေကအရေးကြီးသည် သို့တော်လည်းငှက်ဖြားပိုး၅မျိုးရှိသည့်နံ Plasmodium falciparum ကလူကိုပိုပြီးသေစေသည်ဟုအဖေမဆုံးငင်ကသူမကို ပြောခဲ့ပူသည် အဖေရွှေတော်တဲကို လိုက်သွားတိုင်းအဖေကငှက်ဖြားကာကွယ်ဆေးတွေကိုကြိုပြီးတိုက်ပြီးအဖေကဆေးမှုတစ်ယောက်ဖြစ်သည် ရွှေတော်မှာစိတ်ကူပေးရင် နောက်ဆုံးအဖေပါ ရွှေတူးချင်းကိုလှုပ်လာခဲ့လိုက်တာအဖေရဲ့အမိမိတ်ဆွေတယောက်ရဲ့အလွတ်သမား၃ယောက်ရဲ့ရွှေတူးကြသည်သူမနဲ့အမေကတော့ရွှေတော်ရဲကိုဆိုင်ကဲနဲ့လိုက်ကြပြီးညနေဆောင်တည်နဲ့ရွာကိုပြန်ညပါသည် အဖေတို့ရွှေတွေအတော်စုမိကြသည် ထိုခေတ်ငွေနဲ့ဆိုမြို့ပေါ်ကအတော်ကောင်းကောင်းနေရာတွေကို အဖေတို့ဝယ်ယူနိုင်ခဲ့သည်ထိုအချိန်မှာပင် အဖေမွေကြိုက်ခံရပြီးဆုံးသည်အဖေမွေကြိုက်ခံရသည့်သတင်းကို ကြားကြားချင်း ရွှေတော်ကို အမေနှင့်သူမရောက်သွားခဲ့သည်အဖေခြေတလုံးကညိုပုတ်နေပြီးမွေးဆွဲရာနှစ်ခုရှိသည်အဖေကိုကြိုက်သည့်မွေကလူကြီးတစ်ယောက်ဤလက်ဖြန်လုံးလောက်ရှိပြီးအဖေခြေတလုံးကိုရစ်ပယ်ရင်းတေးနေသည်ဟုဆိုသည်မွေကအဖေကိုကြိုက်ပြီးထွက်မပြေးပဲဘာကြောင့်ခြေတော့ကိုရစ်ပတ်ပြီးတေးနေရတာပါလဲ။ ဒါဟာသိပ်ပြီးယုတ်တိမရှိပေမဲ့ဟိုတုန်းကတော့ဘာကူမှသူမမစင်စားမိပါအဖေလောင်းကိုရွာထဲပြန်မတဲပဲရွာပြင်တုတ်တန်မှာပဲဂူသွင်းတချို့လိုက်ကြသည်အဖေနောက်ဆုံးနေမှာအမေကငိုနေပြီးအဖေမိတ်ဆွေအကျိုးတူလို့သူကအမေပခုံးကိုကန်ရင်းနှစ်သိမ့်နေသည်အမေကထိုလ်လူဤရင်ခွေနှဲကိုရောက်နေသည်နှင့်တူနေခဲ့သည်ညရောက်တော့သူမအိမ်မက်မှတ်သည်အိမ်မက်ထဲမှာအဖေကိုကြိုက်သည့်မွေးက သူမခြေသလုံးကိုလာရစ်သည်ဒီမွေကជីជីလာပြီးသူမပေါင်ကိုရစ်ပတ်သည် နောက်တော့သူမတကိုယ်လုံးကိုရစ်ပတ်သည် သူမက အဖေကိုအော်နေသည် အဖေကဒီမွေကိုဆေးထိုးအပ်နဲ့ထိုးလိုက်ချိန်တွင် မွေကအဖေကိုကြိုက်ချလိုက်သည်သူမလန့်ပြီးနိုးလာခဲ့သည်သူမနိုးတော့အိမ်မှာမိဇက်ကမောင်းထားစေအိမ်ပေါ်မှာအဖေလုံသမား၃ယောက်နဲ့ရွာထဲကလူ၁၀ယောက်လောက်ဤ၆ကြီး၆ချက်ဖဲဝိုင်းလေး၂ဝိုင်းကရှိစေ အဖေမိတ်ဆွေနှင့်အမေကအိမ်ရှိစတီးပေါ်မှာထိုင်ပြီးတခုခုကိုတိုင်မြင်နေကြစေဒီလိုနဲ့ပဲအဖေရက်လည်းအပြီး3-4ရက်အကြာမှာသူရဲ့အမေရဲ့အဖေမိတ်ဆွေရဲ့မေမျိုးကိုတက်လာခဲ့ကြတော့သည်မေမျိုးမှာအဖေမသေးခင်ကဝယ်ဖို့စိုင်ထားသောအိမ်ကိုရွှေတချို့ရောင်းပြီးဝယ်ခဲ့ကြသည်အိမ်ဝယ်ပြီးမကြခင်မှာအဖေမိတ်ဆွေနှင့်အမေကလည်းလက်ထပ်လိုက်ကြတော့သည် အဖေနေရာမှာသူမအနေနဲ့ဘသူ့ကိုမှအစားမထိုးနိုင်ပေမဲ့အမေကတော့အဖေနဲ့အဖေမိတ်ဆွေတို့ဆက်တူပိုင်ခဲ့ကြသောရွှေတွေကိုမခွဲဝေလိုသဖြင့်အဖေမိတ်ဆွေကိုလက်ထပ်လိုက်သည်ဟုဆိုပါသည်ဒါမှမဟုတ်လဲသူမလိုစကားမပြောတတ်သည့်စွန့်အားအားကီလာနာတမိတယောက်ကိုအာကိုမယာမှန်းသိ၍နောက်အိမ်အောင်ပြုတ်လိုက်ပုံရပါသည်မင်းမျိုးရောက်ပြီးချိန်မှာအမေတို့ရွှေဆိုင်တစ်ဆိုင်ဖွင့်သည် သူမကအခုမှစာကိုစတင်ရပြီး စကားမပြောတဲ့သူတွေပြောသည် sign language ကိုဆရာမငှား၍သင်သည်။သူမဆယ်တန်းအောင်တော့အသက်28တက္ကသိုလ်ဆက်တက်သည်။တတ္တဗိဒကို မဟာသိပ္ပံရသည့်အထိသူမဆက်တက်သည်။သူမစာတန်းသီးစစ်တင်ရသည့်အကြောင်းအရာကမြန်မာနိုင်ငံအပူပိုင်းဒေသမှမွေများအကြောင်းသူမဘဝထဲပထမဦးဆုံးဝင်လာတာကပဲမွေမတကောင်ဖြစ်၏ပထမက သူမကိုမွေမတကောင်ဟုမထင်ထားပဲ သူမအခန်းပေါ်ဖြစ်တာထင်ထားခဲ့တာ ထို့တုန်းကသူမက ပထမနေအမေနဲ့အမေယောက်ျားကမိမျိုးမှာကြံ့ရစ်ခဲ့ပြီးသူမကရန်ကုန်တက္ကသိုလ်မှာနေရခြင်းပထမနေ့အခန်းပေါ်ကသူမတက်ဗလာကောင်းပြီး သူမနဲ့အရက်ချင်းတော့မတိမရင်သူကသူမအပေါ်ကောင်းသည်ယောက်ျားလေးတွေလိုက်စားလျင်သူမကိုအကာအကွယ်ပေးသည်ဒီလိုနဲ့ကျောင်းတွေပိတ်ပြီးပြန်ရမယ်တညမှာညနေသည်ထိစကားကောင်းကြစားတော့ကြနဲ့ တငယ်ချင်းတွေအတော်နဲ့မအိတ်ခဲ့ကြပါသူမကတော့သူတို့ပြောနေတာတွေကိုနားထောင်ရင်းလက်ဟန်ခြေဟန်နဲ့သာပြောနေခဲ့သည် အချို့တငယ်ချင်းတွေက သူမနဲ့နေလာတာကြတော့သူမပြောတာတွေကိုသိနေကြပြီမဟုတ်လားထုံညကသူမလည်းနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားသည်အိမ်မက်ထဲမှာမွေကောင်က သူမခြေတော့ကို လာရစ်ပတ်နေသည်အဖေဆုံးပြီးမက်သည့်အိမ်မက်လိုပဲထုံမွေကတဖြည်းဖြည်းကြီးလာက သူမပေါင်ကို လာပတ်သည် နောက်တော့သူမကိုလုံးကိုထုံမွေကသူမပါဇက်တွေကိုလာနှမ်းရှုံနေပြန်သည်ကြောက်လန့်တကြားအိမ်မက်ကနိုးချိန်မှာတကယ်ပဲသူမနှခမ်းတွေကိုတစုံတစ်ယောက်ကလာပြီးနှမ်းရှုံနေခဲ့သည်သူမခေါင်းထဲပထမဆုံးဝင်လာတာကကြောက်ရွံ့မှုနဲ့တူသူမခေါင်းအောက်မှာထားနေကြဓက်မီ ထိုဓက်မီကိုယူပြီးသူမကိုနှမ်းနေသည့်မွေဤခေါင်းကိုရိုက်ချလိုက်သည် အားဆိုသည့်အတန်နှစ်တူ ထုံမွေကဂရင်အောက်ကိုပြုတ်ကျသွားသည်။သူမမိကိုထဖွဲ့တော့မျက်နာမှာတွေးတွေစီကြရင်းဂရင်အောက်မှာထိုင်နေသည်သူမအခန်းပေါ်ရှက်လွန်းလိုအသားတွေတုံနေပြီးနောက်တစ်ချက်ထက်ရိုက်ပြစ်ဖို့လုပ်ပြီးမှသူမမရိုက်ဖြစ်တော့ပါเจ้าหนีเปลี่ยนพ่นတော့အစိုးရအဆောင်မှာမနေတော့ပဲအပြင်ဆောင်မှာသူမငှားနေဖြစ်တော့သည်အပြင်ဆောင်ကဈေးကြီးပေမဲ့လူလေးယောက်တယောက်တစ်ခန်းသာနေကြရသည် ဒုတိယနှစ်မှာပဲသူမဆက်လက်တောက်ဖြစ်သွားသည်တချို့တွေကတော့ဒီမိမဟာ စကားသာမပြောတတ်ဘဲအနေတာပုံစံကတော့တောက်မကျိုးဘူးဟု သူမမကြားတကြားပြောခဲ့ကြသည်အဆောင်ရှင်ကဆက်လက်တောက်ခွင့်မပေးသဖြင့်အဆောင်မှာတော့တောက်လို့မရပါသို့တော်လည်းအင်းယာကံပေါင်းမှာကန်တင်းမှာတော့ဆက်လက်တောက်ဖြစ်ခဲ့သည်ပဇွန်စီအောင်တိမ်တွေ ခရမ်းပြာရောင်ပြောင်းသွားသည်နှင့်ညနေခင်းကမဲမှောင်လာတော့သည် ။သူမချန်ကလည်းအမောင်ရိတ်တွေဝင်းစားပြုတ်လာပြီးစောင်းငွေသက်တစ်ခုကသူမစီကိုပြေးဝင်လာခဲ့သည်။သူမကဆက်လက်တလက်ကိုထပ်ပြီးမီးညှိလိုက်ခါဆက်လက်ငွေတွေကိုအာပါဒရရှူသွင်းလိုက်ပြီးထိုဆက်လက်ငွေတွေကတချို့ကနှာခေါင်းနှင့်ပါးစပ်ထဲမှပြန်ထွက်လာကြသည်။အမောင်ရိတ်မပြုံမီနောက်ဆုံးအလင်းရောင်အောက်မှာစောစောကမွေကတရက်ပင်အမြင့်ချအခေါင်းပေါက်ထဲကပြန်ထွက်လာကာ ပထမလာရာဘက်စီသို့တရွေ့ရွေ့ပြန်သွားနေခဲ့သည်သူမကထုံမွေပျောက်သွားသည့်အထိလိုက်ကြည့်ရင်စီဂရက်ကိုဖြည်းဖြည်းချင်းအရသာခံပြီးတောက်နေခဲ့၏သူမနှင့်တူ နှစ်ပေါင်းများစွာ နေလာခဲ့သောအိမ်အကူအတော်ကြီးကသမီးထမင်းမစားသေးဘူးလားဟုလာမေးနေသဖြင့်ဒီနေ့ညနေစာ သူမစားတော့ကြောင်းကြီးမေပဲစားလိုက်ပါဆိုသည်ကြောင်းလက်ဟန်ပြပြီးပြောလိုက်ပါသည်စောင်းငွေတွေကိုရတော့ သူမဘွားတဲ့ဝင်လာသည့်မွေတကောင်အကြောင်းကိုတတိယနေမိပြန်သည် ထိုမွေက တက္ကသိုလ်မဟာတန်းတက်နေချိန်မှာသူမဘွားတဲ့ရောက်လာသောမွေဖြစ်သည် သူမကိုစွန့်အပ်နေသဖြင့်ဂယုဏာတက်သည်ကို သူမလက်မခံနိုင်ပါထိုမွေကတော့ဒါကြောင့်မဟုတ်ပဲသူမကိုချစ်လိုပါဟုသာ ပြောလာခဲ့သည် သူကတက္ကသိုလ်ကဆရာပေါ့ဆဖြစ်ပြီးဒေါက်တာဘွဲ့အတွက်ဆက်လုပ်နေသူဖြစ်သည် တက္ကသိုလ်စာကြည့်တိုင်းမှာစုံပြစ်ကြပြီး သူမမဟာသိပ်ပံဖွဲ့ရပြီးချိန်မှာလက်ထပ်လိုက်ကြသည်ဒီလိုနဲ့မင်္ဂလာဦးညမှာပဲပြဿနာဖြစ်လာ၏တကယ်တမ်းကျတော့သူမက သူမခန္ဓာကိုယ်ကို လူတယောက်လာရောက်ရစ်ပတ်ပြီးကိုမခံနိုင်သူဖြစ်ပါသည်အမှောင်ထဲမှာသူမခန္ဓာကိုယ်ကို ရစ်ပတ်နေတာမွေတကောင်လားလူတယောက်လားသူမခံစားမှုတွေက မတဲကွဲပါသူမစိတ်ထဲမှာထိုအခြေအနေရောက်တိုင်း သူမကြုံမှုသည့်မွေမနှင့်သူမကိုရစ်ပတ်ဖို့ကြိုးစားခဲ့သည့်အချားမွေတကောင်ကသာခေါင်းထဲရောက်လာခဲ့သည်ထိုမွေက တခြားမဟုတ်ပါ သူမအမေရဲ့နောက်ယောက်ျားမွေပဲဖြစ်သည်ထိုမွေဟာ သူမအမေကို ရစ်ပတ်ပြီးအမေရဲ့အသွေးသားတွေကို အငမ်းမရဝါမျိုးနေသောတနေ့ဟာသူမတက်ကတော့ဒုတိယနှစ်ចောင်းနေပိတ်ပြီးပြန်လာသောနေ့မှာဖြစ်သည်ဖုန်းကြိုမဆက်ပဲပြန်လာတာကပဲသူမအမှားဖြစ်ပါမည် ထိုနေ့ကဈေးပိတ်သဖြင့်အင်ဂူအတော်ကြီးလည်းမလာခဲ့ပါအခန်းတကားတွေကိုပိတ်ဖို့မေးရင်ထိုမွေကအမေကိုရစ်ပတ်နေသည်သူမကြက်သေးသေးပြီးအံ့အားတက်နေချင်းထိုမွေကသူမကိုမြင်သွားပြီးအခန်းတကားကိုလာပိတ်သည်သူလည်းသူမအခန်းရှိရာကိုဝင်ပြေးအခန်းတကားကိုတောက်ခတ်ခါဂရင်ပေးမှာပဲထိုင်ချလိုက်ပါသည်ချက်ချင်းလိုပဲအဖေခြေတလုံးကိုကြိုက်သွားသည့်မွေချောင်းကစိတ်ထဲကိုဝင်လာခဲ့သည် အဖေဟာမွေးတကောင်ကြိုက်တာခံလိုက်ရတာလားမွေးတကောင်ရဲ့လှုပ်ကြံမှုကိုခံလိုက်ရတာလားနောက်မှသူမပြန်ရောက်နေကြောင်းအမေသိသွားခဲ့သည်နောက်ပိုင်းအမေရဲ့မွေးကအရက်တွေပိုတောက်လာသည် အမေကသာဆိုင်ထွက်နေရပြီးအမေရဲ့မွေးကအရက်သမားဖြစ်လာသည်တနေ့ကျောင်းတွေဖွင့်ကန်ပြီးဈေးဝယ်ထွက်ရာက အိမ်ပြန်လာခဲ့သည်အမေကမိမျိုးဈေးတဲ့ဈေးထွက်နေသည်အိမ်မှာအိမ်အကူလုပ်နေသူ အတော်ကြီးရှိသည် အိမ်ပြန်ရောက်လာချိန်အမေမွေက အခန်းထဲမှာအရက်နှစ်စီးချင်းထိုးနေသည်သူကြည့်ရတာတိတ်ဟန်မုံမပေါ်ပါ သူမကတော့အခန်းထဲဝင်အဝတ်စားလဲပြီးရေချိုးဖို့ပြန်ထွက်လာသည်ဒီအချိန်မှာပဲအမေမွေက သူမနောက်ကိုလိုက်လာပြီးသူ့လက်တွေနဲ့သူမကိုရစ်ပတ်လိုက်သည် သူမအော်ပင်မဲ့အတန်ကထွက်မလာပါအိမ်အကူတော်ကြီးကလည်းအိမ်ခြံထဲမှာအဝတ်တွေလှမ်းနေသဖြင့် ဘာတွေဖြစ်နေတယ်လဲမသိခဲ့ပါ။သူမဟာအမိမွေလက်ကလွတ်အောင်ယုံသည်။သူမစိတ်ထဲမှာမွေကြီးတကောင်ကသူမကို ရစ်ပတ်နေပြီးဝါမျိုးတော့မြည်ခုသာခံစားနေရသည်။ဒီမွေကသူမကို တင်းကျပ်စွာချုပ်ကင်ပြီးသူမသပင်တွေပါးတွေကိုနမ်းနေခဲ့သည်။သို့တော်လည်းအရက်နဲ့စီးချင်းထိုးထားပြီးဒဏ်ရာရထားသည့်ဒီမွေက သူ့ကိုယ်သူသိမ့်မထိန်နိုင်ပါ။သူမကဒီမွေရဲ့လက်မောင်းကိုကိုက် ခေါင်းကိုနောက်သို့စောင့်ချလိုက်သည်ဒီမွေကရစ်ပတ်ထားသည့်လက်ကိုဖြေလျှော်ပြီးဖင်နိုင်ရသားလဲကျသွားသည် သူမနောက်စီပူကနေဖြစ်သွားချိန်မှာဒီမွေမျက်ခုံးကလည်းဟတ်တက်ကွဲကသွေးတွေဖြာကနေထွက်ကြလာသည် လုံကြီးကိုပြန်ဝစ်ပြီးရေချိုးကန်းထဲကတံပိုက်တစ်ချောင်းကိုယူကာဒီမွေခေါင်းကိုတစ်ချက်ပြီးတစ်ချက် ထက်ရိုက်ချပြစ်လိုက်သည်ဒီချိန်အိမ်မော်အတော်ကြီးလည်းအိမ်ထဲရောက်လာသဖြင့်သူတို့အဖြစ်ကိုမြင်သွားကား တမီလေးတော်တော်တမီလေးတော်တော်ဟုဆိုကသူ့ကိုဝင်ဆွဲတော်သည်ထိုအချိန်မှစ၍သူမဘွားတဲကို မွေတွေလာရစ်ပတ်သည့်အိမ်မက်တွေက မကြမကြာဝင်ရောက်လာလိုက်တာထို့သောမွေတွေလာရစ်ပတ်တိုင်းသူမကလည်းထိုမွေတွေကိုလက်နေဓမ်မီတွေတံပိုက်တွေနဲ့ကောက်ရိုက်နေလိုက်တာထိုကိစ္စတွေဖြစ်ပြီးချိန်မှာပဲအမေကလည်းပိုင်ဆိုင်မှုတွေခွဲထုတ်ခါထိုမွေနဲ့ကြွာရှင်းလိုက်ပါတော့သည် ။သူမအိမ်တော်ကိုတော့သူမအာနာမိ။အိမ်တော်ပြုပြီးမင်္ဂလာဥညမှာပဲသူမခန္ဓာကိုယ်ကိုရစ်ပတ်လို့မရသည့်သူမယောက်ျားမွေကလည်းနောက်တနေ့မှာပဲသူမကိုကြွာရှင်းပြက်ဆဲသွားခဲ့တော်သည်။နောက်ဆုံးသူပြောသွားခဲ့သောမင်းကိုအနေယုံမဲ့အောင်းမိခဲ့တာ။မင်းကစိတ်ရောကပါရနေတဲ့မိမပဲဆိုသည့်စကားကိုတတိယတိုင်းဆက်လက်တွေ့ကိုသာ တလိပ်ပြီးတလိပ်ကောက်ဖွာနေမိတော်သည်။ သူမစာတန်းပြုစုချိန်ဒီမှာတော့မွေအတော်တော်များများနဲ့သူမတွေ့ခဲ့ရသည် ရွာတချို့မှာမွေဖမ်းပေးသူတွေကိုရှာပြီးထိုမွေတွေကိုဓာတ်ပုံရိုက်သည်မွေတွေနေသည့်နေရာတွေကိုလိုက်ကြည့်သည်စပက်ကြီးမွေ စပက်အုံးမွေတွေကိုရှာပြီးဒီမွေတွေနဲ့အခန်းထဲ၌အတူတူနေကမွေတွေဤအပြုတ်မှုကိုလေ့လာသည် အမေကတော့နင့်စာတန်းကဒီလောက်လိုလို့လားငါကြားဘူးတလို့ပဲ မြန်မာပြည်မှာစာတန်းတင်ရင်တယောက်ယောက်ကို ရေးခိုင်းပြီးတင်လိုက်ရင်လည်းရတဲ့ဟာကိုဟူသူမကိုပြောပူပါသည် အခုတော့အမေကလည်းလူဘဝကြီးကိုစိတ်ကုံသည်ဟုဆိုပြီး သူပိုင်သည်မသူမအတွက်ထားခဲ့ပြီး ရိတ်သားတစ်ခုမှအပီးတိုင်တိလရှင်ဝေရင်တန်တရာဤနောက်ဆုံးနေ့ကိုရှာဖွေနေတော့သည် သူမလည်းသူမအမေဤမွေးတကောင်အရေးတွေစွန့်ထင်းပေးချန်နေသော အင်ကြီးကိုရောက်ငါ အဖေကောင်းချခဲ့ရာသူမကိုမွေးဖွားခဲ့ရာရွာလေးကိုပြန်ပြောင်းလာခဲ့သည်ဒီရွာမှာလေးဧကလောက်ရှိသည့်ချမ်းတချမ်းကိုဝယ်လိုက်သည်ဒီထဲကနှစ်ဧကကိုရွာကတွဲဘက်အလဲတန်းကျောင်းအတွက်လှူလိုက်ပြီးကျောင်းတစ်ခုပါထပ်ဆောက်ပေးလိုက်သည်ယခုဒီရွာကရွာလေးမဟုတ်တော့ပါအင်ဂျင်9000ခန့်ရှိသည့်ရွာကြီးဖြစ်၍နေပေပြီအခုတော့ဒီနေရာမှာသူမနဲ့တူအဖေအုပ်ကူလေးလည်းရှိနေခဲ့ပြီ သူမဘွားနဲ့အမေကိုစားတစ်သက်လုံးစောင့်ရှောက်လာသည်သူတို့အိမ်အကူအတော်ကြီးလည်းရှိသည်ကြီးတော်ကြီးကသူမဆက်လက်တောက်တီကိုမကြိုက်ပါမတောက်ဘဲမနေနိုင်လျင်တနေ့လေးလိမ့်ပဲတောက်ပြီးတက်နိုင်လျင်ဖြက်ပြစ်ပါဟုဆိုသည်သူကလည်းအသက်ကြီးပြီမို့အလုသမားအစ်စ်ထက်ရှားပြီးကြီးတော်ကြီးကိုတဖန်ပြန်ပြုစုပေးအောင်မည်သူမအဖို့တော်လူဘဝဆိုတာဘာလဲတိတိကျကျမသိရသည့်အပြင်ဒီဘဝပြီးလျင်ဘာရှိသေးသလဲ တည်တည်ချာချာမသိနိုင်သေးတာကပဲဘဝဆိုတာကိုညှိငွေနေခဲ့ပြီ။သူမဘဝကတစ်တော်ကြီးတွေရဲ့ရွှေတွေရဲ့အဖေနဲ့အမေရဲ့သူမဘဝထဲဝင်လာသည့်မွေတွေရဲ့သူမကိုလာပြီး၆လံဘူးသည့်အိမ်မက်ထဲကမွေတွေရဲ့ကြီးတော်ကြီးရဲ့ဆက်လက်တွေရဲ့ဓာရီပဲရှိသည်ပြီးတော့ MSC ဘွယ်လေးတစ်ခုကောပေါ့အဖေရှိစဉ်ကဘဝဟာပျော်စရာဖြစ်ခဲ့သေးပေမဲ့ အဖေဆုံးပြီးနောက်ပိုင်းဘဝဟာပျော်စရာကောင်းလားမကောင်းလားကိုပင်သူမှမသိတော့ပါဘဝဆိုတာထာဝရတည်တံ့ရမည်ဟုသူမှလောဘကြီးမှုပင်မဲ့ဘဝဟာခဏလေးပဲဆိုဒီကို တွေးမိခြင်းကစာပြီးသူမှဆက်လက်တွေတလဲပြီးတလဲဖိတောက်လာတော့သည်သူမှချောင်းတွေအဆက်မပြတ်ဆိုပြီးဆရာဝန်ကိုပြကြည့်တော့ဆက်လက်ဖြက်ပစ်ဖို့ဆရာဝန်ကအကြံပေးသည်ဒီညာလဲအစာမစားတော့ပဲဆက်လက်ကိုပဲတလဲပြီးတလဲတောက်နေမိသည် သူမချောင်းတွေဆိုးလာသည်တ िश ူပေပါနဲ့တလိပ်တွေကိုတုပ်လိုက်သည့်အခါတလိပ်နဲ့တူသွေးစာတွေကိုပါတွေ့လိုက်ရသည်ဒီရွာမှာတေလို့ကတော့အဖေအုပ်ကူပေးမှာအဖေနဲ့တူအနားယူနိုင်ပေမည်ဒီအခါမှာအဖေဟာမွေးကြိုက်ခံရတာမဟုတ်ဘူးအဖေကိုဝိုင်းချုပ်ပြီးမွေးအစွဲနဲ့ထိုးလိုက်ကြတာဟု အဖေကပြောပြခြင်းပြောပြလိမ့်မည်ဆရာဝန်ပေးထားသည့်ဆေးတွေတောက်ဖို့လုပ်တော့သူမလက်တွေတုံနေပြန်သည် ထုံညကသူမအိပ်ပျော်သွားချိန်အိမ်မက်ထဲမှာသူမကိုယ်တိုင် မွေတကောင်ဖြစ်၍နေလိုက်တာကြေးရွှေတမမဂ္ဂဇင်းစက်တင်ဘာလ2019ခုနှစ်